ဘယ်စစ်သားမဆိုပဲကပောင်းမှာမြည်သည်စစ်သားမဆိုတော့ငါတော့မှငါကြည့်သူတွေရှိတယ်ဆိုရယ်စိတ်မျိုးနဲ့တိုက်ရမယ်ဆိုလို့ဘယ်စစ်ပွဲမဆိုနိုင်အောင်တိုက်နိုင်မလို့ပဲယူဆရတယ်ပေါ့ဒါကြောင့်လည်းမရောက်နိုင်လို့ကတဖြည်းဖြည်းနဲ့ကြာရှုံးလာတော့ဒါလို့ပဲမြင်တာပေါ့ဆရာဘကူဒါဆရာဘကူပေါ့နော်ဆရာဘကူအဲ့တော့ အာကျွန်တော်ကတော့သိတယ်ဒါပေမဲ့မသိသေးတဲ့ပြည်သူတွေအတွက်အရင်ဆုံးမိတ်ဆက်ပေးဘူးအရင်ဆုံးဘာတွေလုပ်ခဲ့လဲတော်လိုင်းမှာဘလို့ပါလာတယ်အဲဘာကြောင့်မလို့ဒီနာမည်ပေးပြစ်တယ်ဆိုတဲ့ဟာမျိုးလေးတွေအဲအဲ့ဒါလေးဟိုကျွန်တော်ကဒီမှာပေါ့ဒီရဲဘော်နာမည်ပကူပေါ့နော်တော်လိုင်းနာမည်တော်လိုင်းနာမည်ပေါ့ဒီအဲ့မတိုင်ခင်ကတော့ကျွန်တော်ကဒီဝန်ထမ်းပေါ့ဝန်ထမ်းဖြစ်ခဲ့တာပေါ့ဝန်ထမ်းဘဝနေပြီးတော့မှကျွန်တော်ကဒီနှစ်လပိုင်း16ရက်နေမှာပေါ့ CDN ဆိုပြီးတော့တင်လိုက်တယ်ပေါ့ဒီနှစ်လပိုင်း16အစောပိုင်းဖြစ်ပြီးချင်းအစောပိုင်းခဏလေးပဲရှိသေးတယ်ဟုတ်ကဲ့ဟုတ်တော့ကျွန်တော်တို့ဒီမျိုးလေးမှာရှိရဲ့ဒီ CDN ကိုနေမှာပေါ့အင်အားတွေအဲ့မှာစနားတွေထွက်ပြကြရတယ်ဒီ CDN မတင်ခဲ့ရလဲစနားထွက်ပြတယ်အရက်ဝင်နေပေါ့အဲ့ကနေမှတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကဒီ CDN လုံးမတော့ရတော့မယ်ဘာလို့လဲဆိုတော့ဒီအစိုးရနဲ့အဆင်မပြေဘူးအဲ့မှာမှာကျွန်တော်ဖိအားတော့ရှိတာပေါ့ဝန်ထမ်းဘဝမှာတော့ဝန်ထမ်းနေနဲ့မဆိုင်ဘူးတို့သူနိုင်ငံရေးပါညာနဲ့ပါတီချင်းဖြစ်တဲ့ဟာမျိုးလေဖိအားမျိုးစုံပေါ့哦ချိုးဟိုဘက်ကဖွဲ့တယ်ပြောကြရတယ်နော်ပြောကြတော့ဝန်ထမ်းထဲမှာလည်းပြောကြတာပေါ့ပြီးတော့ဘာတွေပါရှိသေးလဲဆိုတော့ဒီအဲ့လိုဟာမျိုးပါအပြည့်ရတကြီးတရားပြောပြအောင်မှာအဲတော့ဝန်ထမ်းတွေကလည်း ။အာဒါကငါတို့လည်းမစားဘူး။တငယ်ချင်းတွေပေါ်တော့ပေါင်းတယ်လေကျွန်တော်တို့အပေါင်းလည်းမလုပ်ချင်တော့။အော်ကျွန်တော်တို့ဘိုင်းကောပုံစံမျိုးနဲ့ဟာမင်းတို့ကဝန်ထမ်းယုံတက်နေတော့လားယုံခိုးတက်နေတာလားဘာလားဆိုတဲ့ဟာလေးကျွန်တော်ကြုံရတယ်။ဟိုကဒီပဲဖီအားလေး။ဟိုကဒီပဲဖီအားပေါ့။ကြားထဲမှာနေလိုက်တငယ်ချင်းတွေအခေါ်ပြောမလုပ်တော့တာတို့။အဲ့ကာလာလေးအတော်တွင်းမှာပေါ့နော်။အတော်တွင်းမှာပေါ့။ကျွန်တော်တို့ပြီးတော့ဒီပုံမှန်လှဖေးစာလေးသွားရအောင်မကျွန်တော်တို့လာလို့ရှင်ရှောက်ထွက်သွားတာတို့အကြောင်းအလီပါတစ်ခုပြသွားတာမျိုးပြတော့ရှင်နဲ့လည်းမကောင်းဘူးအခုတငယ်ချင်းတွေပြီးတော့ဒီကောင်လေးကြောက်လဲပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းသုံးသက်ကြည့်ရဒီဘယ်လိုသုံးသက်လဲဆိုတော့ ဒီကောင်းကြီးကဒါမမျှတာဘူးလို့ကျွန်တော်အိုက်အိုက်ကပါဝန်ထမ်းဘွားလည်းမဆိုင်ဘူးဆိုပေမဲ့လည်းဒါငါတို့တခုလည်းထိရမဟုတ်ဘူးဟိုကုံလုံးလုံးထိရဆိုလို့မျိုးလို့ကြတော့ငါတို့ဘာအားလေးနဲ့တက်လာတယ်ပထမဆုံးတော့ကျွန်တော်ဒီ CDR ပေါ့ဒီလိုလုပ်ကြရပြီဒီရန်ရရပြူကြမယ်ဆိုတော့အစားအသောက်ခြေလာတခုဖြစ်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ CDR ပေါ့ကျွန်တော်စတင်လိုက်တယ်ပေါ့စတင်ပြီးတော့ဒီခေါင်းထဲမှာချက်ချင်းတော့တော်မခိုးပြဘူးပေါ့ဒီမှာနေဆလတ်ကိုလိုက်ပြလိုက်ပြတဲ့အခါမှာကျွန်တော်ဒီမြို့လေးမှာဘာလို့ရှိလဲဆိုတော့ဆလတ်ကြတော့အလန်နေထားရော နန်နေထောင်လိုက်ပါဒီခံတက်တွေလုံနေတဲ့အချိန်ရှိတာပေါ့လို့အဲ့လိုရှိတဲ့အချိန်မှာမှဒီကောင်လည်းဝင်ပြစ်ကောဝင်ပြစ်တော့ကျွန်တော်ကဒဏ်ရာရသွားသေးတယ်ဒဏ်ရာရဟုတ်လားအဲ့အစောပိုင်းမှာပဲဟုတ်ဒီလက်ပေါ်ဒီကြည်ထိသွားသေးတာပေါ့လက်ကြည်ထိပြီးတော့တော့ပုတ်ရှောင်လိုက်ရသေးတာပေါ့အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးကျွန်တော်တို့ဒီလိုပုံလိုက်ရှောင်လိုက်နေရတဲ့အချိန်မှာကျွန်တော်ဘကူးကြီးမှာအမှတ်ရကြရနေတနေ့ပေါ့ကျွန်တော်ဒီလေးလာပိုင်း၉ရက်နေမှာတကြမတိုင်ငယ်လေးမှာမျိုးလို့ကြော့ဒီဆလတ်ပြပြီးတော့ဒီခါနဲ့တဲ့လူတွေကိုမလက်ခင်စစ်စစ်တခုအနေနဲ့ ဒီဂျင်ဂလီလောက်ဟုတ်တယ်ဟုတ်တယ်ဂျင်ဂလီလောက်ဒီဒီခုနကလောက်ဂတ်စကန်လောက်ရှိတဲ့ဟာတွေကိုအဲအလုံးကြီးနေနဲ့မျိုးနှစ်ဖက်လုံးပိတ်ချပြီးတော့ဝင်သမားပဲလိုက်ကောအဲ့ချိန်မှာကျွန်တော်ကတော့ရှောင်နေရပြီးတော့ကျွန်တော်တငယ်ချင်းတွေပါကုန်နေတေကုန်ကြရတယ်သို့သူဆက်သွယ်ပြင်မရတဲ့ဟာမျိုးလို့ရှိကြတာပေါ့အဲ့မှလည်းကျွန်တော်ကမဖြစ်တော့ဘူးဘာလို့ဒီဆန္ဒပြရုံဒီဝန်ထမ်းစီဒီအလုံးလောက်အောင်နဲ့တော်နိုင်ရအဆင်မပြေတော့ဘူးသူလက်နက်ကင်ထားတဲ့လူတယောက်ကိုဒုဒနာစကားပြောဖို့လက်နက်ကင်ပြီးစစ်ပညာသင်တန်းတက်မယ်လက်နက်ကင်ဒေါ်လာမှသာဘာလို့အောင်မြင်မယ်ဒါမျိုးမှပဲဖြစ်ရတော့မယ်ဆိုပြီးတော့ နက်ကိုင်းလာကြာစာယူရဲ့အချိန်မှာချိတ်ဆက်ကြတာပေါ့ဒီဘက်တငယ်ချင်းနေနေတို့ချိတ်ဆက်တဲ့အချိန်မှာလက်ကလည်းတရားမတက်တာတွေတော့လုံးမရတဲ့အချိန်မှာကျွန်တော်အားလာပိုင်းအကုန်လောက်မှာပေါ့ဒီဘက်ဒီအတိုင်းသာအီဝူနေတွေကိုရောက်လာတော့တာပေါ့အင်းအဲ့တော့ပကူးမှာနော်ကျွန်တော်ပကူးမှာဟုတ်ပကဆက်ဆက်ဖြစ်လိုက်သေးရနော်ဟုတ်တယ်ဟုတ်တယ်အဲ့နေအဲ့နေဖြစ်မှာဟုတ်တယ်ပကူးရနေဟုတ်တယ်လေးလာပိုင်းကျွန်တော်ကိုရနေပေါ့အကြီးကြီးဖြစ်ကြတယ်တကြံနှွင်းကာလာလောက်မှာတော့တကြံကာလာလည်းဖြစ်နေတော့နာကြီးရနှစ်ကူးလို့မကောင်းတော့တကြံနှွင်းကပကူးတစ်မျိုးလုံးမှာအကုန်လုံးတိတ်ဆိတ်သွားတယ်နာကြီးဘလို့လဲပုံမှန်ပြောလို့ရှိရင် နိုင်မရှိရလမ်းမရှိတော့တဲ့အထိအောင်ပြတ်သွားကြတာပေါ့ဒီကောက်ရှာကျော်လောက်ထိအောင်ရေစစက်ကိုလှုပ်ကြလိုက်တာပေါ့ဒီနာကြီးချက်တွေလည်းပါတာပေါ့ဒါငါတို့လည်းမရှိလို့ဒီတိုင်းငင်ခံလို့ရှင်ညင်းသာဆန္ဒပြတာဟုတ်ဒါမျိုးနဲ့ငါတို့မရဘူးဒါငါတို့ဆိုင်မုတ်လေးကိုင်အောင်လည်းမရတော့ဆိုတဲ့ပရမောက်အလန်းစားဝင်တာပေါ့အဲ့ဒါကျွန်တော်ဒီဘက်လောက်ယူဆရတာပေါ့လက်နဲ့ကလမ်းလေအဲ့တော့အင်းရသဘောတူလဲအဲအစာပိုင်းကတော့ဒီလိုတော့တိတ်သဘောတူတဲ့ထဲမှာတော့မရှိဘူးပေါ့ဒါသူတို့ကနင်းနေအခြေအနေရတွေပါရောက်လေပါကောင်းပါလိုက်တယ်ပေါ့နောက်ပိုင်းမှာတော့အင်းကတော့ခွင့်ပြုပါတယ် ဘယ်မိဘမှတော့ချက်ချင်းချက်ချင်းဟိုမှာဖြစ်ဘူးလေနော်ပြီးတော့ကျွန်တော်တို့ဟင်းသွားလောက်တာမဟုတ်တာမိဘတိုင်းကတော့တရှိဦးထားတာပဲညီညီလာဘူးကကြတော့အသက်ကိုပါတနက်ကင်တားရမယ်ဆိုလို့ရှူတော့မှကြတော့မိဘတော့အစောပိုင်းကတော့နည်းနည်းတော့ဟင်းဖြစ်တာပေါ့อืมတော့ကြတနက်ကင်နန်းစင်ကိုရွေးချယ်ရောရွေးချယ်ရောရွေးချယ်အဲ့ဒါမဲ့အဲ့အဲ့ခုနပြောတဲ့ဟာလေးကျွန်တော်သတိထားမိတယ်အဲ့တကယ်ချင်းနေရာဆက်ကျွန်တော်လက်ဖေးဆိုင်လာထိုင်ရင်မကောင်ပြောလောက်တယ်ဆိုတာအဲ့ဘိုက်ကတကယ်ထိတာတော့တကယ်ထိတယ်ကျွန်တော်တို့ကတကယ်ထိတာကျွန်တော်အစောပိုင်းရောက်တဲ့ဟာလေးတော့မှကျွန်တော်ထိတယ်သူကအချင်းချင်းလေး ဘင်းနိုင်ရသူကကတ်ပြီးပြောတာညာရုံခိုးတက်နေတာလားဒါဒါမျိုးလေးတွေပေါ့ပြောပြောတာရုံမတက်နဲ့ရုံထွက်ဆိုတဲ့ဆောင်ဖို့လေးတွေဘင်းနာမကြကြလေးပြောလို့ရှိရင်ကျွန်တော်နေလို့မရအောင်ဘလူးနှလုံးသားမျိုးနဲ့မှနေလို့မရတော့ထိရအောင်တော်တော်ထိရောက်ပါတယ်ဟုတ်တယ်ဒီ white coat လုပ်တဲ့ဟာလေးဟုတ်တယ်အကျောင်းသိစေချင်တာအဲ့ဒါကျွန်တော်ကိုယ်တိုင်နဲ့အဲ့ဥစားကိုတကယ်ခံစားခဲ့ရအဲ့အဲ့ကျောင်းမှာကျွန်တော်တို့လုံချွေးသွက်ချရတဲ့အချိန်စတင်ကျောင်းမှာပေါ့နော်အဲ့ဟိုလောက်တာမင်းအောင်လိုက်ပေါ့နော်ဒါပေမဲ့အဲ့ဖွဲ့စည်းတဲ့မှာနေနေရတဲ့အချိန်ဆိုတော့ကြတော့ အကုန်လုံးပြည်သူကတသမတ်တဲ့သဘောထားလိုက်တာတသမတ်လိုက်တာဟုတ်တယ်သဘောထားလိုက်တော့ကျွန်တော်တို့ဘလောက်ပဲပြည်သူပေါ်မှာကောင်းအောင်နေနေသူကယွံသွားတာဗျယွံသွားတာအเจ้าမသိတဲ့လူဆိုလုံးဝယွံသွားယွံပြီးအဲ့လိုမျိုးလေမကြားကြဆဲတဲ့သူနဲ့ဟုတ်တယ်ဟုတ်တယ်အဲ့ဒါအပြည့်အဲ့လိုလေဟိုသရွေးထွေးရောကို့မြင်လာတဲ့ဘာမှသရွေးဟိုဟာမဖြစ်ဘဲနဲ့တရိပ်တွေပါမကတ်ဘဲနဲ့သရွေးတွေပါထွေးပြတာတော့အဲ့ပြည့်အဲ့လိုမကြားကြဆဲတာတော့အဲ့လိုမခံချင်သေးဖြစ်အောင်လာပြောတာရန်စားတဲ့ပုံစံမျိုးအဲ့လိုမျိုးတွေထိကြုံဟာ ။အခါကျရင်ဈေးသွားဝယ်တယ်။ကိုဝယ်ခြင်းနဲ့ပစ္စည်းရှိရတာနဲ့မယောင်းတာ။မယောင်းတဲ့ဟာတကယ်ထိတာနော်အဲ့ဒါ။အဲ့ဒါကျွန်တော်ကအခုချိန်မှာဒါဒီစစ်တပ်နဲ့ပတ်သက်တဲ့သူတွေပြန်စစ်တပ်ကကောင်းနေသူတို့ရဲ့မိသားစုတွေတိတိရောက်လုံနိုင်တဲ့ဟာဘက်ကောက်ကတကယ်ထိအောင်လုံနိုင်တာ။သိလား။အဲ့ဥစ္စာကိုကျွန်တော်ဒါပြည်သူလည်းသိစေချင်တာပေါ့နော်အဲ့ဒါခုဆိုမပတ်သက်ဖ ೇನೆ လုံးဝထိရောက်အပြစ်ပေးလို့ရတယ်ဆိုတော့သိစေချင်တာဒါတော့ဒါကဒါကိုကိုဆရာကိုကြုံခဲ့တဲ့ဟာနဲ့ဒါပတ်သက်သတိရသွားပါတော့နော်အဲ့ကြဒီလက်နက်ကင်လမ်းစီကိုဆုံးဖြတ်ရောဆုံးဖြတ်ပြီးရောက်လာအောင် ်ရောက်လာအချိန်မှာကိုတွေးထားတဲ့ဟာနဲ့ကြုံရတဲ့ဟာနဲ့ရောကိုက်ရလားတူရလားဘယ်ကိုက်မလဲကျွန်တော်တို့တွေကဒီလိုလကူလေးရောလက်နက်ကင်ဖို့ဆိုပြီးတော့ဝန္ဒနာဘာကဲလူလည်းမဟုတ်ဘူးဘောမင်ကင်ခဲ့ရတဲ့ဘဝတွေပေါ့ဘောကန်တဲ့ဘဝမှာလက်နက်ကင်ရွေးချယ်ရတဲ့ဟာမျိုးမှာရှိတာပေါ့စိန်ခေါ်မှုဒီပေါ့အဲ့ထက်မှမှာ ကျွန်တော်တို့တွေအဲ့လိုပေါ့ဗျာတနက်မြေကြောက်တဲ့ယောဂကျွန်တော်မှရှိတယ်ဟုတ်လားအဲ့လိုညာအဲ့ဒါကိုတနက်လာကင်နေရတယ်တနက်လာကင်နေရတာဖြစ်ပေါ့တော့ဒီတနက်ထွက်မဲ့အတံမဟုတ်ဘူးတနက်မြေလာမှကျွန်တော်ဒီခြေပြက်လက်ပြာအေးတယ်ငငယ်လေးတွေကဒီတနက်စစ်သားတွေနေအားကြိုက်တယ်မှမပေါ့ကြောက်တယ်ထဲမှာပါတယ်တနက်မြေဆိုတော့လူမျိုးတွေကြောက်ခဲ့ရပေါ့ကဆိုးသွားနေပြီအဲ့တနက်ကြီးကကင်နေရတော့လားကိုစီရောက်လာကိုစီရောက်လာအဲ့တော့အခက်ခဲကြီးလည်းရှိမှာပေါ့ဒါတော့ဒါပြည်သူတယောက်နေကနေပြီးတော့ဒါခုနလိုလက်လက်ကင်ရတဲ့ဒေါ်လာရင်းတက်ဖို့ရင်တယောက်အသွင်ကိုကူးပြောင်းတဲ့ခါမှာ ကြုံတွေ့ရတဲ့ခက်ခဲတွေပြီးအဲ့ခက်ခဲတွေကိုဘယ်လိုစိတ်နဲ့ကြော်ဖြတ်တယ်ခொနေမော်ကျွန်တော်ကဒီစဖြတ်တော့ဒီကျွန်တော်ဒီတန်လင်းတရားပေါ့တန်လင်းတရားကြီးကိုကျွန်တော်ဦးရနေကြောဖြတ်လာတဲ့အချိန်မှာကျွန်တော်တရားပေါ်မှာလေကျွန်တော်စိတ်ကိုပေါ့ရန်ငါဖြတ်ရတယ်ပဲဆိုတော့ရန်ငါရေလို့တော့မဟုတ်ဘူးပေါ့ကျွန်တော်အရင်ရဲ့အတိတ်မှန်တဲ့အားလုံးကျွန်တော်မေးပြောက်လိုက်တယ်လူတယောက်အနေနဲ့နေကျွန်တော်တရားပေါ်မှာနှလုံးမှိတ်လိုက်တယ်အသက်အောက်ပြီးတော့ကျွန်တော်ဖြတ်လိုက်တယ်ငါအရင်လူမဟုတ်တော့ဘူးပေါ့ငါဒီ လူသေးစိတ်သေးနဲ့ဒီလက်နက်ကိုင်လမ်းကြီးရှိတဲ့လူတယောက်ဖြစ်ပြီးဆိုတော့အတအောင်ပြီးသွားတယ်အဲသွားကမှမမှတ်မရရကျွန်တော်လာတဲ့နေ့မှာမှဖေးနာကလူရဟာအိုးအော်တောင်းနေထားပြတော့ကိုလန့်တော့ထားကြည့်တော့တလိမ်မြက်လက်ကောင်မှစစ်တယ်မဟုတ်ဖြစ်ကျွန်တော်မဲအောင်လဲပရမောက်တို့ခီးစဉ်ဟိုနေကိုစားလာတဲ့အခါမှာလမ်းထဲမှာရဲတွေပလဲတွေသုံးလုံးနေပဲစစ်သားတွေဟောအဲ့လိုတတဲနေမှာဒီကောင်းရက်သားကိုရွေးမိတာမှတ်မိတယ်မှတ်မိတယ်သူအဲ့ခေါင်းထဲကစားရောက်နေပြီအဲဒါနဲ့ဖန်အမလက်စင်မှာကျွန်တော်ဒီတိုင်းသား ဒီလက်နက်ကအဖွဲ့ကြီးတွေကိုရောက်ဖြစ်တာပေါ့ရောက်တဲ့အချိန်မှာတော့ပထမဆုံးဒီတိုင်းသားအနေနဲ့နေရာတဲ့အချိန်မှာသူတို့ရဲ့ delay ထုံးတမ်းတွေမှာကျွန်တော်အားနေခဲ့တယ်ဒီဘကူတိုင်းပြင်မှာထွက်တဲ့အကျင့်အနေခဲ့ပြီးတော့ဒီကင်တိုင်းသားနေရာလည်းကောင်းကောင်းမွန်မွန်ရင်းနေနေနဲ့မရှိခဲ့ဘူးသူတို့ရဲ့ဒေသအခက်ခဲကိုရောက်လာတဲ့ဟာမျိုးမှာပထမဆုံးတော့အားနာမိရပါပေါ့ဒါမျိုးတရှိရောက်ခဲ့ပြီးတဲ့ရွာတွေဆိုလို့ရှိရင်မှတ်မှန်ရပေါ့ဒုတိယပေါ့ကျွန်တော်ကမွေးရဗမာလူတို့1353ခုနဲ့မွေးရသူကသူ့လက်ဖြံလေးမှာတတူထိုးရတာ1343ဆိုတဲ့တတူလေး ျွန်တော်လည်း1953မူတက်ကလေးမှာမူတယ်ဆိုတော့ဟာငါမူတက်ကလေးနဲ့ဆင်းတယ်ဆိုတော့အဲ့ဆိုင်ကကျွန်တော်အဲ့ရောခဏဖြစ်နေပြီပေါ့ EU စစ်သားလုံနေတဲ့ပုံစံမျိုးလက်နက်ကတန်းတန်းလေးပါလေတက်တက်တဲ့အချိန်မှာတွတ်တွလိုက်တော့အကိုဘောဒီတက်တူလေးအကိုသက်40မှလားလို့ကိုပြောလိုက်တယ်သက်လှည့်ကြည့်ဟုတ်တယ်လေတဲ့ဆိုတော့ဘယ်လိုဖြစ်လို့တည်တယ်ဟာအခုကျွန်တော်1953မူရအကို43တော့အဲ့တော့ကျွန်တော်အသက်အခု30လောက်ရှိပြီဆိုတော့အကိုသက်40ဖြစ်မယ်ပေါ့ဒီလိုမျိုးပြောလဲရှင်ဟုတ်တယ်လေဆိုတော့ထူးထူးခြားခြားကြီးဒီလက်ဖြတ်လုံနေရမျိုးလေးမှာဒီကနန်းကြီးမထိုးရတာမညီမညာလေးထိုးရတာတော့ငါ့ဆက်ဘာလို့ထိုးရတာလဲလို့မေးလဲရှင်မှာ သူဖြစ်တဲ့စကားလေးကိုသူငယ်တော့ကစစ်ပြီးနေရတဲ့အချိန်မှာသူ့အမေကခလေးဘွားတွေကမူးတက်ကလေးမသိမှကြောက်လို့သူတောင်းငယ်လေးတွေထိုးခဲ့ပြီးရဆိုတော့မတန်နေပြီပေါ့ကိုချင်းစာမိရပေါ့တိုင်းသားတွေမှာငါတို့တွေမသိမသားမျိုးမနေရတဲ့အချိန်မှာတိုင်းသားတွေကဒီလိုမျိုးတွေခက်ခဲနေရှိပါလားဆိုတဲ့ဟာမျိုးလေးတွေပေါ့ပြီးတော့ဒီနေ့တကယ်ရောက်တဲ့အချိန်မှာကျွန်တော်တို့တင်ငယ်တဲ့စာပေထဲမှာဖြစ်ဖြစ်တိုင်းသားလက်နက်ကိုင်ဆိုတော့ကျွန်တော်တို့ကအကြံပတ်ပုံစံမျိုးနဲ့မြင်ခဲ့ဘူးတွေရတယ်ဒီရောက်တဲ့ဟာမျိုးမှာအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ကောင်းကောင်းမွန်ထားတယ်နင်းနေတူတူကြူလို့ရပေါ့အဲ့လိုမျိုးလေးတော့ ဂုံယူမိတာကိုကိုတိုင်းသားရဒါမျိုးမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးပြီးကိုကိုလည်းတင်ငယ်မိတာကိုရှက်ခဲမိတာပဲရှိပါတယ်။တို့တွေအထင်မှားခဲ့အဖွဲစည်းတွေပါလားဆိုတဲ့ဟာမျိုးတွေပေါ့။အဲ့ပါနော်။မိုက်တယ်နော်။ဒါလုံးဝဟိုစိတ်မကောင်းကြရည်နော်။စိတ်မကောင်းကြရည်။ကိုကလေးလက်ဖြတ်မှာပေါ့နော်။ငငယ်လေးတို့ကထူရဲဆိုတော့နာမှာပေါ့ကျွန်တော်တို့တတူထူးခုတွေကောင်းနေတာနာတတ်တဲ့အချင်းရှိကြပါဘူး။ခလေးဘောကထူခဲ့တယ်ဆိုတဲ့ဟာမျိုးလေးပေါ့။အဲ့လိုမျိုးတွေတော့တူခဲ့ပြီးတာပေါ့။ မေးပြီးပါမသိမှာစိုးလို့တောင်မှဒီလိုမျိုးမှတ်သားရတဲ့အနေအထားမျိုးတိုင်းရင်းသားတွေကကြုံခဲ့ရတာဟုတ်နော်ဟုတ်ဗမာလည်းတိုင်းရင်းသားတို့တိုင်းရင်းသားပဲဒါပေမဲ့ဒီဘက်ဒါနေဆက်ပတ်တီမှာရှိတဲ့နေရာတွေပြီးရင်မင်းအွန်လိုင်းဖိနှိပ်ထားတဲ့နေရာမျိုးကတိုင်းရင်းသားတွေကရန်တနာဖို့ကောင်းတနာဖို့ကောင်းတယ်ကျွန်တော်ကခုလိုနှစ်ဖူးတွေ့သူတွေ့ကြီးတွေ့ရပါပြီဟေးဆိုတဲ့အချိန်ကျမှဒါတွေကိုကိုချင်းစာမိကိုချင်းစာမိခဲ့တာပေါ့ကျွန်တော်မျိုးပေါ်မှာနေခဲ့ရတယ်เนาะမသိခဲ့ကြဘူးမသိခဲ့ကြဘူးဟုတ်တယ်အဲကျွန်တော်ဒါ ကျွန်တော်လည်းအဲ့လိုဒါလွတ်မြောက်နေပြီမှာကိုလုံးတဲ့ခါမှာပေါ့နော်အချို့နေရာတွေမှာအဲ့လိုပြောပြတဲ့စကားတွေကကျွန်တော်တို့တကယ့်ကိုအထူးဆန်းဟုတ်ဘာလို့ဆိုတော့သူတို့အဖိုးဘွားအဖိုးအဖွားပေါ့နော်တေးသားတေးသွားတယ်လက်ရှိမျိုးမမြင်ဘူးလားအဲ့မော်တတိုင်းသားနေပြီမှာအခက်ခဲပေါင်းများသွားတယ်တော်ပေါ့နော်တစ်ဖက်နိုင်ငံကလင်းနေတဲ့မျက်စိမီးလောက်ကိုပဲသူမြင်ဘူးပဲမတုံးခဲလိုက်အောင် တည်တဲ့ချိန်ထိပေါ့နော်မျက်စင်ပြီးတော့မှမမြင်လဲရပဲနဲ့တည်သွားတဲ့လူကြီးရှိတယ်ပေါ့နော်တိုင်းသားတွေရှိတယ်ဆိုတော့ရှိပြီဟုတ်တယ်တိတ်တနာမှုကောင်းတယ်ပေါ့နော်ဒါတော့ကြာအခုကြာကျွန်တော်တို့အခုလုပ်နေတာဒါတွေလည်းပါဒီဥစ္စာတွေကြောင့်လည်းပါတယ်ပြီးရင်ဒီဥစ္စာတွေမှာကျွန်တော်အကုန်လုံးတန်းတူညီမျှတဲ့အခွင့်အရေးရဖို့အတွက်တိုက်ပွဲဝင်နေတယ်ဆိုတာလည်းအဓိကကြအဓိကကြတာပေါ့ကျွန်တော်အဲ့အဲ့ဒါကြီးကြောင့်လည်းတွန်းအားဖြစ်တာပေါ့ခေါင်းတော်လေးမှာတနန်းကာလာခက်ခဲတွေတနန်းနာဘဝရဲ့ခက်ခဲတွေရှားခက်ခဲတွေရှိတာမျိုးမှာဒါတွေကိုပဲအပြည့်ယူရတာပေါ့ငါတို့ မငါတို့မပါလို့လည်းဘာမှမဖြစ်ဆိုမငါတို့ပါခြင်းအဖြစ်တတတအားဖြစ်လာမယ်ပြီးရင်ငါတို့တွေလူငါတို့တို့အဲ့လိုမျိုးအတွေးခေါ်တွေလူများလာလို့ချင်းတော်လိုင်းကြီးကကြာသွားနိုင်ပြီပြသုံးသွားနိုင်တဲ့အတွေးကြောင့်ကျွန်တော်တို့ဘယ်တော့မှနောက်မဆုတ်ပဲနဲ့ဒီကြက်ကြက်ကရည်တည်လာခဲ့ကြတာပေါ့ဟုတ်ပါတော့အဲပြီးရင်ကျွန်တော်လည်းစလာတဲ့အချိန်မှာကျွန်တော်ကြုံခဲ့ရရှိဆရာဘကူလည်းကြုံလာမသိအဲ့ဒါလေးမေးချင်ဟုတ်အဲ့ပါလေဆိုတော့ကျွန်တော်စလာချင်းရောက်တဲ့အချိန်မှာဒီတိုင်းတာမျိုးတွေကကျွန်တော်တို့မယုံအဲပြီးရင်မလိုလားအဲ့လိုကြုံဘူးလားကြုံဘူးတယ်ဗျာဒါလေးက ဒါဖူးဖူးလင်းလင်းပြောမယ်ဆိုရင်ဒါပြောလို့ရမှာကြားတော့ဗောအဲ့တော့ကျွန်တော်ဆောက်ရုပ်တဲ့ဘက်မှာကျွန်တော်တို့ကဒီတိုင်းသား EU ဗတ်စိတ်စတက်ကြတာဗောဒီမီဒီယာတန်တန်းတွေမပေါ်သေးတဲ့အချိန်မှာကျွန်တော်တို့ရောက်လာတဲ့ကာလလည်းဖြစ်တယ်ပြီးတော့ချိန်ဆက်မှုလည်းအားနေခဲ့တဲ့အချိန်ကြတော့တိုင်းသား EU လက်နက်အခွဲမှာစစ်ပညာသင်ရတော့တို့ယူနီဖောင်းဝတ်ပြီးတော့နေနေစိုးမိုးရှောက်သွားရတယ်လာရတယ်ဒီစစ်ပညာသင်နေတဲ့အချိန်မှာဗောအရဝိုင်းကြကျွန်တော်ကင်ရင်မှာဒီဆန်ရက်လို့ခေါ်တဲ့အရက်မှာအဲ့ခါကင်နေကတော့ပရမဟာတော့ခတ်တယ်နာမစကားနေတဲ့ကင်ရင်လေးအရက်လေးတောက်လေးတောက်လေးအတိရတဲ့ ညီကိုလေးလိုဖြစ်ကုန်ကြအောင်အာတဝိုင်းနဲ့ဖြစ်ကုန်တောက်စားတဲ့အချိန်မှာသူပြည့်စရာအိုက်ကထိုင်တိုင်းသားတွေကမင်းတို့ဘာမှလည်းမယုံဘူးတဲ့စကားကိုစပြောလိုက်တာကျွန်တော်တက်ထားတော့လမောင်းပါလေကျွန်တော်အေးကိုဗတ်တဆေးနေတယ်ဒါလေးတူတူနဲ့တိုက်ပါမှပြောထားပေါ့တော့စိတ်ထဲမှာတနည်းလို့ဖြစ်တာဒါပေမဲ့ကောင်းပါလေကျွန်တော်ပဲလူကြီးအဖူလို့ပါချက်ချင်းဟန့်လိုက်တယ်သူတို့ကင်းတော့ပြောလိုက်ကြတယ်ဟိုနောက်နေ့ကျတော့အားနာလေကျွန်တော်ပြန်တော့တောင်းပန်တာပေါ့လူမျိုးလေးတွေကြုံရတာပေါ့တိုင်းသားတွေမှာအော်ကျွန်တော်တို့ယုံကြည်မှုအများကြီးတိဆောက်ရတယ်တိဆောက်ရတာပေါ့ကျွန်တော်ကိုယ်တိုင် ဟိုဘောနော်နားမလဲတဲ့ဟာတွေကျွန်တော်အများကြီးသိခွင့်ရလိုက်တယ်ရေဘက်ချင်းမနီးခဲ့ကြအောင်ပေါ့မနီးခဲ့ကြအောင်တို့တွေဒုက္ခဒုက္ခခံနေရတဲ့အချိန်မှာကျွန်တော်ကအေးဆေးနေခဲ့ရတာဟုတ်အဲ့တော့ကျတော့တို့စီကိုကျွန်တော်တို့ဒုက္ခနဲ့ရောက်လာတဲ့အချိန်မှာသူတို့လည်းချက်ချင်းတော့မယုံဘူးဒါမဲ့လည်းခုနကရေဘက်ချင်းနီးပြီးတော့ရေရချက်ချင်းတူလာတဲ့ခါကျမှပဲတကယ်ကိုမိသားစုပေါ်မှာဖြစ်သွားတာအခုဆိုရင်ကျွန်တော်တည်င်းနေကြအရာပကိုးတို့တနေရာသွားမယ်ဆိုရင်မသွားစေချင်တဲ့ပြည်သူတွေအများကြီးရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့တိုင်ဝါစင်နေဖြစ်နေရတယ်။တိုင်ဝါစင်နေဖြစ်တာပေါ့ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်ဒီမှာပဲနေရောပေါ့ ဒီကောင်းနေပြီးတော့သွားပါဆိုတဲ့တန်ရုံးတင်နေမြင်ရတာပေါ့ကျွန်တော်တို့ကစစ်စစ်ရေးရတခုဘလို့ဖြစ်လို့ပါပြောယူရတာမျိုးရှိတာပေါ့อืมဒါလေးတွေလည်းဒါနောက်မှသိရတယ်ချစ်စရာကောင်းတဲ့ဟာပြောရရင်တော့အတွေ့အကြုံလေးလို့ပြောရမှာပေါ့နော်အဲကြောင့်အဲဆိုင်ပွဲအတွေ့အကြုံနေနဲ့မသက်လို့ပါအဝဲတွေ့ကြုံနေပါလေမေးလို့မရတဲ့ဖြစ်ပျက်တွေရှိမှာအဲ့ဒါကြီးလည်းပြောစီစီဟုတ်ကဲ့ဟုတ်တိုက်ပွဲတွေ့ကြုံကတော့ကျွန်တော်ဒီဂျုံတို့ပေါ့ဒီကော့ကရိတ်ဘက်ကဒီဂျုံတို့ဘက်မှာတိုက်ပွဲတစ်ခုပေါ့ဒါစောက်တော့ နှစ်ဖူးလေးထူတွေ့ပေါ့ကျွန်တော်လောက်ကတော့ဒီစစ်စေးနေနေထွက်ထွက်တယ်ပါလေလောက်စစ်သားဘွားမှာပထမဆုံးပထမဆုံးပေါ့ကျွန်တော်တော့ဒီတနက်ကိုင်းနဲ့သွားတယ်ချောင်းပြီးသွားဆောက်တယ်မပစ်ခဲ့ဘူးဟိုမှာတော့နှစ်ဖူးလေးထူတွေ့ပစ်ခဲ့ရတဲ့နေပေါ့စားလို့ရေးဆိုရဲကျွန်တော်ဖြစ်ချင်တော့ကားတွေအိုင်နေရမှာမြို့သိမ့်ပုံတန်မျိုးသွားပြီးတော့သွားနေအချိန်မှာကားနဲ့နေရညားတယ်ကားတွေစပီးတွေနဲ့အရှိန်နဲ့ပေါ့ကျွန်တော်နှစ်ဖွဲပြက်သွားတယ်လို့ဖြစ်တာအရှိန်နဲ့ကျွန်တော်တော့3မိနစ်လောက်9မိနစ်လောက်ချားပုံရရတယ်อืมကျွန်တော်လည်းမြို့တွေကိုအရာအရှိရတတော်လေး90တိရဖြတ်သွားတဲ့အချိန်မှာတိုက်ပွဲရဖြစ်နေတယ် ကောက်ပေါ်နေကျွန်တော်တကယ်စစ်ကားလေးတန်းကောက်ပေါ်ခုံချရတာအသေးသာခုံချပြီးတော့ဒီကျွန်တော်အရှာလက်မိုက်ပေးရနေပြီးတော့ဒီမြောင်းလေးကိုအသေးသာပြီးအသေးသာမျိုးတကယ်တန်းထဲမှာတင်ခဲ့ရတဲ့ဟာလေးထက်ကိုနှစ်ဆလောက်ကိုအသေးသာပြီးရတော့တစ်လှက်လေးနဲ့ကိုလေးကိုလေးခါကျိုးဆိုတော့အဲ့ချိန်မှာလေးဘက်မကောင်းဟုတ်တတ်မယ်ကိုပြီးရပြီးပြီးတော့ကက်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 ပေါ့ကျွန်တော်ဒီခမရဘာလေး6လား5 6လားအဲ့ခဲတက်ရေရောပေါ့ဝင်ပြီးတော့ကျွန်တော်တို့ကပြစ်ကြတယ်ပြစ်တဲ့အချိန်မှာဒီလမ်းကလေအရှာလမ်းမကြီးကလေမြင်တယ် ကျွန်တော်ဒီအောက်ကနေပြီးပစ်ကြတဲ့ဟာမျိုးတွေသူတို့ခြံစည်းကိုကျွန်တော်ပထမစီးရတော့ဖောက်ဖောက်မိသွားတာပေါ့တော့ကျွန်တော်ဒူးနဲ့ဒဲနဲ့ဒီပြအားနဲ့ဥနေပြအားနဲ့တွားလိုက်တော့ကျွန်တော်ပြနေတုန်းပါပဲဒီအချားနေပြီးတော့ဒီလက်နက်ကြီးပြတာလေးခမ်းရတာပေါ့ဒီအနောက်ကိုကြော်ကြတာခံကောင်းကျွန်တော်ကျွန်တော်ပေါ်တော့မကြောက်ဘူးဇောင်းနေနေနေရာယူကောင်းလာတော့အဲ့လိုကြော်ကြတာလေးဒီပစင်းဘောကဖြတ်ပြီးပြန်လာတယ်အဲ့ချားလေးမှာဝက်ကားတာလေးပေါ့ကျွန်တော်ဒီကျွန်တော်နဲ့ဒီပေ25ပေ20လောက်အကွာမှာအကွေလေးလိုင်းအကွေလေးပြီးလာမှာ ်ရဲဘော်တရားဘော်ဒါကတော့မှတ်မှတ်ရရဘော်ပရမောက်သူတင်ချင်းတရားကိုစစ်သားဘော်မှာမြင်ဘူးတာဘော်နည်းနည်းကြည့်ကြတယ်ဟာဒီအပေါက်ဒီသေးလေးရတယ်ခေါင်းကိုထိသွားတာအော်အဲ့မှနေကျွန်တော်တို့နဲ့ဒီမဟာမိတ်ဖွဲ့ကြီးဘော်ဒီလက်နက်ကိုင်ဖွဲ့လေးရပဲကြလေကြတော့သူ့ဝင်ပြီးတော့ဆွဲတာဆွဲဆက်ပြီးအတန်းတန်လုံးတဲ့ချိန်မှာရုပ်တရက်ဆိုတော့ကျွန်တော်တို့ကထိသွားပြီလို့ပဲသိတဲ့ချိန်မှာပို့ပေါ်တန်တယ်ဘော်ဒါပေမဲ့ဆွဲသွားတဲ့ချိန်မှာတွေ့ဘေးထဲမှာကြည့်လိုက်တဲ့ချိန်မှာအုတ်ထုတ်လေးရပလက်လေးလမ်းကြီးကျန်နေအပေါက်လေးရတပေါက်လေးပြအုတ်ထုတ်မှာရောမြည်ကြီးပေါ်မှာတော့အုံနောက်တွေထော့ပြီးကျန်နေတဲ့ဟာမျိုး သွေးပြက်မိတာပေါ့ကျွန်တော်တို့လည်းလန့်ပြီးတော့ဒါမျိုးတွေကြော်သွားတာပေါ့ဒါပေမဲ့အဲ့မှနေပြီးတော့ကျန်တဲ့ဟာကျွန်တော်တို့နေမီရဲ့ကျွန်တော်တောင်ဝင်ဒီနေမီမဟုတ်ဘူးကျွန်တော်တို့ဆက်တူရမှသိတယ်တော့နောက်ကနေပြီးတော့လူကြီးတွေလည်းကောင်းကြပါတယ်တင်ပြီးရဲ့ဆရာကြီးလည်းဆက်တူဆက်တူဆက်တူဆိုတော့ကျွန်တော်တို့ကိုတိမ်ငယ်စိတ်မပေးဘူးကြောက်စိတ်မပေးဘူးရရင်စိတ်နဲ့နောက်ကနေဘလို့တိုက်ကြမယ်ဘာဖြစ်တယ်ညာပြီးဖြစ်ပြောပြီးတော့ကျွန်တော်တို့ဆက်တူရတယ်ပြီးတော့ကျွန်တော်လိုရတဲ့နေရာကိုရောက်တယ်ပြစ်တယ်ပြီးတော့ကျွန်တော်ကအဲ့ဒီနေရာမဟုတ်ဘူးကျွန်တော်ရဲစခန်းအတွက်ကျွန်တော်တာဝန်ကျတဲ့ရဲစခန်းတီကိုဒီမြို့လေကောင်ဖြတ်ပြီးသွားရတာပေါ့အဲ့လိုမျိုးတွေပေါ့ ဲ့မှာမမရရဒါတော့ဒီဂျုံတွေ့ရတဲ့ဟာပါပေါ့မမရရဖြစ်တာဘာရှိလဲဆိုတော့မနက်ခင်းနေ့ရစစ်စီမှာကျွန်တော်တို့ကဒါပထမဆုံးစစ်စီဖြစ်တဲ့အတွက်အစားအဲ့လောက်ကြီးမစားဘူးစိတ်ကအရန်လှုပ်ရှားနေရဆိုတော့မုံလေးတစ်ခုလောက်နဲ့ပြီးရတယ်ပိုးရတော့ဘိုက်ကစားအောင်ဘိုက်စားတော့ကျွန်တော်တို့ကဒီမြို့ထဲမှာရှောက်သွားနေသွားတဲ့အချိန်မှာဘိုက်ကစားတော့ជី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 အရှင်တို့ခေါ်တယ်မရအဲ့မှာជី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 ခေါ်တော့ကြောက်ပြီးတော့ပြီးသူနှစ်ယောက်ထွက်လာဒါတို့ဘိုက်စားလို့လို့ကျွန်တော်တို့ထမင်းလေးကျွန်တော်တို့လောက်မှာ၄၅၀ယောက်လောက်ပါဟုတ်တယ်ဒါလေးပဲရှိတယ်ဆိုထုတ်ကြည့်ပကံလေးပဲထွက်လာကျွန်တော်တို့ကစားတဲ့အချိန်မှာ ပရမောင်တို့ပီတီပေါ့ကျွန်တော်ဘတ်လာတို့ကဒီဇိုင်းလေးပဲပကံလေးထုတ်ပြီးတော့ထုတ်ပြီးရရှိတယ်။ဦးလေးတယောက်ကလည်းဘေးရထွက်လာပြီ။ဟာတဲ့မင်းတို့တွေကွာဆိုတဲ့ဟာလေးနဲ့။အာမင်းတို့ဟိုကောင်တွေထင်လို့ကွာတယ်မင်းတို့ဗတ်စိတ်တွေမှာမင်းတို့ဆိုပြီးရှေ့တိမှာဟင်းနဲ့အကောင်ထုတ်ကြည့်တဲ့ပီတီရကျွန်တော်တစ်လုံးမှာစားဘူးရထမင်းနဲ့မှာမမေ့နိုင်ကြတနက်ထဲမှာပါတယ်။တော့တို့ပြော်လိုက်တဲ့အပြော်မင်းတို့ဆိုတဲ့ဟာမျိုးလို့ပြီးတော့ဗတ်စိတ်ပေါ့ကျွန်တော်တက်ကြတဲ့ဒီဒီပီတီရဲ့ဗတ်စိတ်တစ်ခုရဲ့တန်မိုးဆိုတဲ့ဟာမျိုးလေးတွေပေါ့အမှတ်ရကြီးရတော့ရှိတာပေါ့။ဘာမှမကိုပြေးရတာလှောရတာတက်တက်အပေါ်ကဒီ MDR5 ကလိုက်ကုတ်လို့ ဟိုဂျောင်းနဲ့ပါညာပြီးတူရတဲ့တမျိုးပေါ့အဲ့လိုအမှတ်ရလေးတော့ရှိတယ်ဟိုအဲ့ဒီပုံမှာလောကကြည်နူးစရာလေးနော်အဲသူအစတော့တော့ဟိုတရောင်းသားလေးထင်လို့ဟိုတတဝါလေးထင်လို့ဟိုလေးထင်လို့တဲ့မပြောနဲ့မပြောရဲဘူးထင်ပါလေကြောက်ပြီးတော့ထမင်းတော့ထုတ်ကြွေးလိုက်ရတာပုံစံမျိုးလက်လေးပါညာတော့တီတူကတော့ကြောက်မှာပဲလက်နဲ့ကင်ညိုဒါပေမဲ့ကျွန်တော်တို့ကဘယ်လောက်ဒီအားကိုးလဲဘယ်လောက်ဒီယုံကြည်နေလဲဆိုတဲ့ဟာမျိုးတို့တို့မျိုးတော့ပြောမယ်ဆိုတို့မျိုးမှာစစ်လာဖြစ်တာကျွန်တော်စစ်လာတရားလေးလို့ပုံမှန်ဆိုလို့ချင်းတို့က စစ်ပွဲတွေပြည်သူဆိုတော့ဘယ်ပြည်သူမှတော့စစ်ပွဲကိုကြုံနေရဘူးလေသူတို့မျိုးကသူတို့ထိခိုက်နိုင်တယ်သူတို့မိသားစုတွေအဲဒါတော့သူတို့မျိုးရသားတွေထိခိုက်နိုင်တယ်ဆိုတဲ့အပြင်းမျိုးရှိတယ်ဒါပေမဲ့အားပေးနေတယ်ဆိုတဲ့စိတ်မျိုးကသူတို့ဒါမင်းတို့နိုင်သေးခြင်းမီးဟိုကောင်းနေငါတို့မလိုလားတော့ဆိုတဲ့ message လေးမိုက်တယ်နော်ဒါတော့စားဖြစ်တယ်ကျွန်တော်တို့လေအဲဘူးတိကျော်လေးတော့ပါလေကျွန်တော်ဘူးတိကျော်လေးတိုင်းဆိုင်မှာလက်ကပါတာပြီးတော့ယူပါသေးတယ်ပါဆယ်မမိနေတာမမိနေတာပေါ့အဲ့လိုမျိုးလေးဒါတော့တကယ်ချစ်ချာကောင်းတဲ့ဟုတ်မမိနိုင်ကြဖြစ်ပြက်လေးနေတာကောင်းယူစရာကောင်းတယ်လေနော်ကောင်းတာပေါ့ကျွန်တော်တို့ဒီဘဝမှာ ဘယ်လိုခေါ်မလဲကျွန်တော်ကအရင်တော့ကတော့တနက်ကိုင်းပဲတော်လိုက်တိုက်ခိုက်ရမယ်ဆိုတဲ့ဟာမျိုးပြည်သူလူထုနဲ့ကျွန်တော်တို့ကနှီးဆက်တဲ့ဟာမျိုးမကြုံဘူးပြည်သူလူထုရဲ့ရည်ချင်ဆိုတော့ကျွန်တော်လိုင်းမမာလောက်ပဲတွေ့ဘူးလားဘယ်လိုတွေကောင်းပါလဲဘယ်လိုတွေမကြိုက်ဘူးဆိုတဲ့ဟာမျိုးပဲဒါပေမဲ့တကယ်ညီပြစဲလာပြီးတကယ်စစ်ပွဲတွေမြေပြစစ်ပွဲပုံစံမျိုးဝင်ပြရတဲ့ဟာမျိုးတွေမှာတွေ့ရမှာလူတွေရဲ့နှလုံးသားဒါရှိတယ်ဆိုတဲ့ဟာမျိုးမှာဘယ်လိုဖြစ်ဖြစ်ဝင်ပြတော့မယ်ရဲစခန်းဘာကြီးဖြစ်နေဘယ်နေရာမှာလဲကျုံးမယ်ကျုံးတော့မယ်ဆိုတဲ့တတိယအကုန်ဝင်လဲကိုရီးယားလိုက်ကြည့်တာတော့အဲ့လိုမဟုတ်တော့အကုန်လုံးဒါမှမဟုတ်အောင်များ တကယ်တက်တက်ကြွကြွအောင်လည်းတော့ပြီးတော့တိုက်တော့မယ်ဆိုလည်းရီမန်းညက်တစ်ခုရအောင်တော့မယ်ဆိုလည်းစိတ်မျိုးအကုန်ပါကုန်ကြရတာအဲ့ဒါလေးပဲလူလူကပြေးလိုက်တဲ့အများကြီးမဟုတ်ပါဘူးသူတို့ကြည့်လိုက်တဲ့ထမင်းဟင်းလေးဒီနည်းနည်းလေးပါပဲဒီလိုဘူးဒီကြော်လေးနဲ့ကျင်းတဲ့ဒီထမင်းဟင်းလေးနေနဲ့ဒေဂါဟူလင်ကူလောက်ပေါ့ဒါပေမဲ့ကျွန်တော်တို့ရဲ့စစ်သားတွေရဲ့စိတ်ကအများကြီးပြောင်းလဲသွားလာတယ်ကျွန်တော်တို့ပြေးလိုက်လို့ပဲပေါ့နော်တကယ်ဆိုတာတစ်ခုထည့်ပြေးလိုက်လို့ဘာလို့နောက်မှပြည်သူရှိတယ်ဆိုတော့ဘယ်စစ်သားမှမဆိုပဲကြက်ကောင်မှမြည်သည်စစ်သားမှမဆိုပေါ့ ငါလုံးမှာငါကြည့်သူတွေရှိတယ်ဆိုရင်စိတ်မျိုးနဲ့တိုက်ရမယ်ဆိုလို့ချင်းဘယ်စပွဲမဆိုနိုင်အောင်တိုက်နိုင်မလို့ပဲယူဆရတယ်ပေါ့ဒါကြောင့်လည်းမရောက်နိုင်လို့ကတဖြည်းဖြည်းနဲ့ကြာရှုံးလာတော့ဒါလို့ပဲမြင်တာပေါ့ပြည်သူလူထုမရှိထောက်ခံမှုမရှိဘယ်စပွဲမျိုးမှမနိုင်နိုင်တော့ဒါတော့နော်ပြည်သူလူထုထောက်ခံတယ်ဆိုရင်ဒီလိုပုံစံမျိုးဖြစ်တယ်ပြည်သူလူထုမထောက်ခံဘူးဆိုရင်မရောက်နိုင်စစ်သားလို့ဖြစ်မယ်အဲ့ဒါကြောင့်ဂျန်တဲ့တပ်ဖွဲ့တွေထဲမှာလဲပေါ့နော်ပြည်သူလူထုထောက်ခံမှုကြာစင်းအောင်လုပ်မိနေတဲ့အပြုအမူမျိုးတွေရှိတယ်ဆိုရင်လည်းအချိန်မီအမြဲဆုံး ပြင်ဆင်ကြစေခြင်းနဲ့ပြည်သူ့မထောက်ခံမှုဆိုရင်အင်အားကြီးစွာပြည်သူပဲပြည်သူပဲပြည်သူ့မထောက်ခံမှုဆိုရင်ဘယ်ရမှလုပ်လို့မရဘူးဆိုတော့ဒါဒီအဖြစ်ပြက်လေးကတည်တည်ပြနေပါတော့နော်ဆိုတော့ဝမ်းသာဟုတ်စစ်တော်တယောက်ဖြစ်လာမယ်ဆိုရင်တော့ဒီ main online စစ်တပ်မှာချိန်ထားတယ်လို့ပေါ့တမရတာအမီတမရတာအဖားဆိုတဲ့စကားအစားပြည်သူ့အမီပြည်သူ့အဖားဖြစ်ကြမယ်ကျွန်တော်တို့ဒီတောင်းလိုက်ပြီးဆုံးသွားတဲ့အချိန်မှာကျွန်တော်တို့ဒီ PDF တွေဒါနိုင်ငံတော်ကာကွယ်ရေးအဖွဲ့တည်တည်ရဖြစ်လာမယ် လက်လက်လည်းဒီမှာကျွန်တော်တို့နေရဦးမယ်ဆိုရင်တော့ဒီလိုစိုင်းမုံမျိုးနဲ့ကျွန်တော်တို့လောက်အောင်ပြည်သူသာဥစိတ်ဖန်ဆင်ရမှာပေါ့ဟုတ်တော့ဟုတ်တခြားရောအဲ့လိုမေးနိုင်တဲ့ဖြစ်ပြမျိုးတွေရှိတာပေါ့တိုက်ပွဲမှာဆိုကျွန်တော်တို့တရှုပ်ပွဲတွေမှာဆိုဒီဒေါ်လာတောင်းတိုင်းကိုဖြတ်ပြီးပြီးရတာမနက်ခင်းမုံလည်း9နိုင်လောက်ထဲအတက်လိုက်ရတဲ့တောင်းဟာဟိုးည17နိုင်လောက်တဲ့ထီကိုတောင်းဟာ2တောင်းကိုတက်လို့မပြီးသေးဘူးဟိုလောက်ထီတော့ပြီးတော့ချက်ချင်းတော့ကျွန်တော်တို့အဲ့တိုက်ပွဲတွေဂျုံတဲ့အချိန်မှာလေအဓိကတော့ပြီးရတဲ့ပွဲတွေမှာပေါ့ချိန်ငတ်တာကြီးကဘာရေးမှတောက်တယ်မရှိတော့ ပထမတော့ကျွန်တော်ဘူးလေးတွေပါတော့မြတ်တော့မြတ်တော့နဲ့ရေရှိလောက်တယ်ထင်ပြီးတော့တွားရင်တွားရင်လည်းဘာမှတောက်စရာမရှိဘူးကျွန်တော်တို့ကဆေးမပါဒီ NS ပလင်းလေးတွေ CD ဂလူကိုချိတ်တဲ့ဟာမျိုးဟာမျိုးအဲ့ကောင်ကိုတောက်ကအဲ့ကောင်တောက်တော့တော့မှဆေးမှုတွေကလူများတော့ကျွန်တော်တို့ကခွဲရမယ်ရတော့ကျွန်တော်ဒီဘလောက်လောက်ရှိတယ်ပိုက်ကျုပ်လေးပိုက်လေးတွေနဲ့ကျွန်တော်အဲ့ဒါလေးပဲအဲ့ဒါလေးကိုတောက်ကလာဒါရေရဲ့ဟွန်လင်းလေးတွေပေါ့ပြီးလို့ရှိရင်တချို့တောင်နေနေရောက်တဲ့ဟာမျိုးကြလို့ရှိရင်ကျွန်တော်တို့ကရေလုံးဝရှာတော့ရေရဲ့ လက်တစ်ဆက်လောက်လက်နှစ်ဆက်လောက်ရှိတဲ့ရှင်ကိုလေးဘက်ကိုမရှာနေရတဲ့အကြုံမျိုးလေးတွေပေါ့ဒီရေတိတ်ရှာပြီးတော့တချို့အိုက်ကနေတော့ထတ်သွားထတ်သွားလဲရေတူးတဲ့နေရာကျတော့လည်းဒီအခြေရကျွန်တော်တို့အခြေတိတ်မပေးနိုင်တဲ့အတွက်တကယ်ချင်းနေစုပြီးထမင်းချက်တဲ့ရှင်မှာကျွန်တော်ကြုံတယ်လို့ဟန်ကောအတန်းတချက်မီတူးရပို့ပြီးဟင်းဆိုတာဘာမှမရှိတဲ့ရှင်မျိုးကြဘလို့ဆိုအသားတို့ကိုအိုက်စမ်းကြောင်းကြီးတွေလို့ပြစ်ထည့်ရအဲ့နေစမ်းကြောင်းနေရတော့ပြစ်ထည့်အဲ့စမ်းကြောင်းကြီးတီတန်ထိုးမီးကင်တလောက်လောက်ရှိတဲ့ကြောက်တုံးကြီးပေါ်မှာပုံပြီးတော့အဲ့ထမင်းနဲ့ဟိုနေနဲ့နေပြီးတော့အားရပါရစားတဲ့ဘဝလေးလက်ကျင်တည်တည်ပေါ့ လည်းညူရီပေါ့အမှတ်တရအဲ့လိုရှိပါမမိနိုင်တဲ့အခက်တရအမှတ်တရပြီပေါ့ဒါပေါ့နော်ဒါကတော့စစ်သားတယောက်ဖြစ်လာပြီဆိုတဲ့အချိန်မှာကြုံရတဲ့အခက်ခဲတွေပေါ့နော်ပြီးရင်အဲ့အခက်ခဲတွေကပဲအခုချိန်မှာတကယ်ပီတိဖြစ်စရာလေးလည်းဖြစ်လာရှိတယ်အမှတ်တရဟာလည်းရှိတယ်ပေါ့နော်အခုဆိုဒါဆရာဘကိုးကဒါတင်းတဲ့နီးပြနေနဲ့ဒီတပ်ဖွဲ့မှာဆက်ပြီးတော့ပါဝင်နေတယ်ပါဝင်နေယူနေတယ် ပြီးတော့ဒါသင်တန်းနေဆိုလဲအခုဆိုဘယ်နှပတ်စင်ရှိပြန်အခုဆိုအခုဆိုအခုပတ်စင်30ပေါ့ပြီးနေပြီအခုပတ်စင်17တွက်စဖို့တွက်ရေးဖို့အစ်စ်တွေပေါ့ရောက်နေကြပြီ အားယူနေကြပြီမကြာခင်ပါလေကျွန်တော်တို့စတော့မှာပေါ့တန်းတော့ပေါ့အဲ့တော့ချက်ပြီးလာမဲ့သူတွေရှိသေးတယ်ဟုတ်ကဲ့ဒါတလိုင်းတက်ဖွဲ့တွေဘက်ကိုရွေးချယ်ပြီးတော့အကြောင်းမျိုးကြောင့်စောပိုင်းကာလနဲ့မလာနိုင်သေးတဲ့လူတွေရှိမယ်အခုနောက်ပိုင်းမလာမဖြစ်တော့လို့လာမဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျတော့ခံယူချက်တွေစိတ်ရက်တွေကမတူကြဘူးဟုတ်ဒါကတော့သဘောပေါက်ပါပါဆက်ဘုကနေဟိုဆိုတာအချို့ကြတော့ခံယူချက်တွေပါ ချိုးကြတော့ရှောင်မယ်ဆိုတဲ့စိတ်နဲ့ယောက်လာကြတာမျိုးတွေလည်းရှိနိုင်တယ်။ကျင့်ရဆိုတော့ဒီတပ်ဖွဲ့ကိုယောက်လာပြီဆိုရင်ဘယ်လိုမျိုးပြင်ဆင်ပြီးတော့လာတင်တယ်ဆိုဆိုတာ BDS စစ်သားတယောက်လှုပ်တော့မယ်ဆိုဘယ်လိုခံယူချက်မျိုးဘယ်လိုစိတ်တယ်မျိုးထားတင်တယ်လဲဆိုတဲ့ဟာကိုကြံပေးစေချင်တယ်။ဟုတ်ဒီဒီဒါကိုပြပြရင်တော့ဗောလေကျွန်တော်တို့ဒီမှာရှိကြတယ်။တချို့ဒီမှာကိုလက်ပူမှာပူရယ်ဗောနေပြမှာဒီတိုင်းနေနေကလက်ရှိလာမဲ့လူတွေမနေခဲ့ကြတာရှိတယ်။ဒါပေမဲ့တော့ထဲမှာကုမီသားတို့ထီတော်၎င်းကိုဒီလိုမျိုးပေါ်တာဆွဲပြီးတော့မကျင်းတဲ့တော်၎င်းဒါမှမဟုတ်ကိုယ့်ကိုပဲ ဟိုစူပါတော့လက်ရှိလူငယ်တွေပေါ့လက်ဖိတိုင်ထိုင်နေကြတယ်ဒါဆက်ကဆိုင်အမှုကျင့်နေသူတို့ကိုယ်တိုင်လာထိတဲ့ဟိုင်းမှာမကျင့်တဲ့ကြောက်လာတဲ့ဟာမျိုးရှိကြပါဒါပေမဲ့ကျွန်တော်လည်းမျိုးစုံပေါ့နော်မျိုးစုံပေါ့ကျွန်တော်လည်းဒီစစ်တလန်တိတ်ကြတဲ့စစ်သားတော့မဟုတ်သေးဘူးနုရယ်ဆိုပေမဲ့ကျွန်တော်တို့တွေကဘာပြောင်းလဲရလဲဆိုတော့ခံစားချက်နဲ့မလာပဲねကျွန်တော်အခံယူချက်နဲ့လာပြီးကျင်တာပေါ့အဲ့တော့ခံစားချက်နဲ့လာလို့ရှိရင်အချိန်မရွေးပြတ်သွားနိုင်တယ်ပေါ့ဒီဘာလို့လဲဆိုတော့စစ်သားလောက်ရတဲ့အလို့ဆိုတာကျွန်တော်တို့ကပုံမှန်အချိန်နဲ့လူထက်ကိုတော့နည်းနည်းလေးခက်ခဲကြရတယ် ည်းနည်းလေးပင်မနေပေါ့ဒါဒါကိုလည်းဂုံယူပြီးပြောနေကြတာတော့မဟုတ်ဘူးပင်မတဲ့ဟာမျိုးမှာခါလိမှာဒီကုလေးရောက်တော့မှအားလျှော်သွားတဲ့ပြည်ဖြစ်မှကြလို့ရှိရင်တော့တွန်လိုင်းအတွက်လည်းမကောင်းကျွန်တော်တို့အတွက်လည်းမကောင်းတကယ်ခံယူချက်တွေခံစားချက်ရှိလာလို့ခံယူပြီးပြောင်းလဲပါခံယူချက်တွေပြောင်းလဲပြီးတော့ငါတို့ကဘာကြောက်ဆိုတဲ့ဟာမျိုးတော့ပထမတော့ကုမိတာသူတွေကိုကြည့်တတ်ကြတယ်ကုမိတာသူကမှကုတမ်းမိတယ်ဆိုတဲ့ဟာမျိုးမှာတော့အမြင်ကြည်လေးကြည့်ပြီးတော့ဓာတ်သိရှင်းပါတယ်ပြီးတော့ အားလုံးလည်းသိတဲ့အတိုင်းပေါ့ဒီတော်လိုင်းကြီးကရှည်ချိန်ဘယ်လောက်ရှိနေလဲလူတို့ကကျွန်တော်တို့ဘယ်လောက်ပါနေပြီလဲပြီးတော့ဆက်ကဆိုင်ကြာဆုံးသွားတာဘယ်လောက်ရှိနေလဲဖြစ်တဲ့ချိန်မျိုးမှာကျွန်တော်တို့တွေကကြာဆုံးသွားမဲ့အချိန်မျိုးကိုရက်တိပြီးတိုက်နေတာမဟုတ်ဘူးဆလာတွေရောကျွန်တော်တို့ကနိုင်အောင်နိုင်ရမယ်ဆိုရင်စုံတိုင်းမျိုးတွေကောင်းပြီးပဲဖြစ်တာလေးပေါ့လာပူပေါင်းနေချင်အဲ့လိုမျိုးတွေတော့ယူဆရတာပေါ့တော့သူတို့လည်းအကြံပြုချင်တာပေါ့ဒါပါဒါပါเนาะဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် PDF စစ်သားလုတော့မယ်ပြည်သူအတွက်လုလုတော့မယ်စစ်သားတယောက်ဖြစ်ဖို့အတွက်ဆိုရင်ခုနလိုခံယူချက်လေးကတော့ပြောင်းလဲဖို့ရည်ကြီးတယ်ပေါ့เนาะ အဲ့ဒါဒါလေးလည်းပြောချင်တယ်အဲဒါနောက်တစ်ခုကတော့ဒါကိုကိုပါကိုမေးတာပါပေါ့နော်အဲဒီကတော့ဒီနေ့မှဒီနေ့မှပေါ့နော်ဒီဒေါ်လာကြီးနှွေဦးဒေါ်လာကြီးကအောင်မြင်သွားပြီကျွန်တော်တို့လိုချင်တဲ့ပန်းနံကိုလည်းရောက်ပြီပေါ့ဒီနေ့အောင်မြင်သွားပြီဆိုရင်ပထမဆုံးအနေနဲ့ဆရာဘိုးကဘာလုပ်ချင်လဲပထမဆုံးလုပ်မဲ့အလုပ်ကဘာဖြစ်ဒါစကူရတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အနည်းနဲ့အိမ်မက်ပြပြမက်တဲ့အကြောင်းအရာလေးရပြီးတော့ကျွန်တော်ဖြစ်စဉ်နဲ့ဆန္ဒလေးရကျွန်တော်ဗားလဲဆိုတော့ကျွန်တော်တို့မျိုးလေးရဲ့ ဘကကျွန်တော်ညို့လေးမှာဘကူညို့မှာကျူပိုင်းဆိုတဲ့ဆိုင်းမုတ်လေးရှိတယ်အဲ့ဆိုင်းမုတ်လေးရဲ့အရှိမှာသူကဘာလဲအော်ရီရှားလိုမလေးရှားလိုအပင်လေးရှိတယ်သူကအဲ့ဆိုင်းမုတ်လေးရဲ့ဘေးနားလေးမှာကျွန်တော်အေးလူထားပြီးအဲ့ရဲ့ဘကူညို့လေးကိုကျွန်တော်ဘကူညို့ကိုပေါ့ကြောက်ခံတာကြောက်ပြလိုက်မယ်ပြီးရင်အပြင်ကနေတော့တိုက်လာတဲ့လေနုအေးလေးတွေကိုကျွန်တော်အရသာလေးခံရတယ်လေနုအေးလေးတော့ရှူပြင်းနေတယ်သူကပရမောဒလုံးမြေအဲ့ဒါဖြစ်မှာပေါ့ကျွန်တော်ညို့လေးကျွန်တော်အမြင်အနေဆုံးပြန်မယ်ပြီးရင်ညို့လေးမဝင်သေးဘူးအဲ့ညို့ဝင်ဆိုင်းမုတ်လေးအောက်မှာဒါတူတူ တိုက်ခတ်လာမယ်လေနုအေးလေးကြတယ်ပေါ့အာဒါငါးမျိုးလေးဟာငါတို့တွေပြီးဆုံးသွားပြီဟာငါတို့တိုက်ပွဲအောင်နိုင်သွားပြီဟာဆိုတော့အသိစိတ်လေးနဲ့ကျွန်တော်အေးလေးလေးနေချင်တယ်အဲငိုက်တယ်နော်လုံးဝဒါရင်နုညက်ဒါလုံးဝဒီတော်လိုင်းကာလာအတော်တွေမှာဂျုံရတဲ့ဒေါသတွေမောဟတွေတောကတွေပူပင်တွေဒုက္ခတွေအားလုံးကိုမြို့ဝင်ဆိုင်မိုးလေးရဲ့ရှေ့ကလေနုအေးလေးနဲ့ဖြည့်ပြောင်းမယ်ပေါ့နော်အာတကယ်ဝိုက်တယ်အဲ့ဒီဆန္ဒလေးပြေးပါစီလို့ဆုတောင်းပေးတယ်အဲ့လိုပြဖို့အတွက်လည်းဒါဆရာဘုကုလို့လည်းကြိုးစားပါဗောနော်ဟုတ်ကဲ့ဟုတ်လုံချိုကြီးကျမ်းပါကြီး ပြီးရင်ရှင်တန်ရေးဟုတ်ဒီအတွက်လည်းအများကြီး view ဆိုင်ပေးပါပြီးတော့ဒါဒါဆရာဘူးလို့ဆိုရင်အခုဆိုရင်ဒါဒီတင်းနှန်းသားတွေပြန်မွေးထုတ်နေရပြီပေါ့နော်အဲ့တော့တကယ်ကိုတိုင်းပြည်အတွက်အဖိုးတန်တဲ့စစ်သားကောင်းတွေဖြစ်ဖို့အတွက်ကိုလည်းအားကိုးပါတယ်ပြည်သူကိုဥထိတ်ထားပြီးတော့ပြည်သူရဲ့အကျိုးကိုအစဉ်မြဲရှေ့ရှုတဲ့စစ်သားကောင်းတွေမွေးထုတ်ပေးနိုင်ဖို့ကိုလည်းအားကိုးတယ်ပေါ့နော်အဲ့ကြအဲ့လိုမျိုးဖြစ်ဖို့အတွက်လည်းတကယ်ဆန္ဒပြုတယ်အဲ့တော့စကားဝိုင်းလေးရဲ့အဆုံးသက်အနေနဲ့ဟုတ်ကဲ့ဒါဒီကြီးရှုနေကြတဲ့မိဘပြည်သူတွေကိုဆရာဘကူအနေနဲ့ဗာပြောခြင်း ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီဗာပြောခြင်းလဲဆိုတော့ကျွန်တော်တို့တွေကပေါ့စောင်းအောင်ဆုံးဘာမှမရှိတဲ့ဒီတူမီဘွားကနေပုံစံမျိုးတွေလက်လုတ်ကိုလုံးတွေဘွားကနေပြီးတော့ကျွန်တော်မောင်းမြတ်စနစ်ကိုပြောင်းလဲလာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လည်းအကောင်းဆုံးပေါ့အမြင့်ဆုံးဆိုတဲ့ရည်မှန်ချက်ဖြစ်တယ်ကျွန်တော်တို့တိတ် PDF စစ်သားတွေမဟုတ်ပါဘူးအားလုံးကကျွန်တော်တို့ဆိုလည်းအိမ်ပြန်ခြင်းနေကြပြီပြီးလို့ရှိရင်အိမ်ပြန်ခြင်းကအယူသားသုံးဆန္ဒပေါ့ပြီးတော့လူတို့ကလည်းအေဂျင့်ကျင်လာပြီပြီးတော့ဒီမဲရောက်လိုက်စစ်တပ်ကိုလည်းမြင်မြန်ပြီးဆုံးသိကျင်လာပြီပေါ့အဲ့လိုအဲ့လိုမျိုးလေးကျွန်တော်ရှိကြရတယ်ပေါ့လေအဲ့ဒီအချိန်မှာကျွန်တော်တို့ကလည်း မလျှော့တော့ဆွဲကျွန်တော်တို့ရဲ့တမ္မာထက်တမ္မာအောင်ကျွန်တော်တို့တွေလေ့ကျင့်နေတယ်ကြိုးစားနေတယ်ပြီးလို့ကျစစ်စစ်မပြတ်ရဲဘော်တွေတတိတွေခွန်အားတွေအားလုံးမွေးထုတ်ပေးနေတယ်ပေါ့လူတို့ကလည်းကျွန်တော်တို့နဲ့အငြင်းတန်းအတူပေါ့ရှိနေပြီပါကျွန်တော်တို့နဲ့တူရက်တည်ပြီပါကျွန်တော်တို့ကလည်းပြည်သူသားအမိပြည်သူသားအဖအားဆိုတဲ့စိတ်ခံစမ်းလာနဲ့ကျွန်တော်တို့ကအားယူနေပါတယ်ဆက်လျှောက်နေပါတယ်ဒီသို့တော့အချိန်မှာမတော်လည်ရနေမသိဖွယ်ဝအောင်ဆိုတဲ့ဥစ္စာကိုလည်းကျွန်တော်တို့ကထပ်လောင်းကတိပြုတယ်ပြီးလို့ကျလူတွေနဲ့အတူတူကျွန်တော်တို့ကပြန်ဆောင်ရမယ်ဘာမှဆုံလဲဆိုတဲ့ဟာလည်းကျွန်တော်တို့ရဲ့ လွတ်လပ်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့လွတ်လပ်ရေးပြည်သူ့ကောင်စီတက်မတော်ရဲ့အလံတော်အောက်မှာကျွန်တော်အားလုံးပြန်လည်ဆုံပြီးကြပါမယ်ပေါ့နော်။ဟောဒါကျွန်တော်တို့ဒါဆိုရင်ဒါဆရာဘကိုဆိုရင်ဒါတင်တဲ့သားတွေအများကြီးမွေးထုတ်ပေးနေတယ်။ကိုယ်တိုင်လည်းရှေ့တဲ့တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တဲ့အခုချိန်ထိလည်းအာလုံးဝစိတ်အားတက်ကြွစားနေပါတော့အမြဲတမ်းမှကြည်လိုက်အေး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 နဲ့ကိုလောက်မဲ့အလုပ်တွေကိုစဉ်းစားမပြတ်လုပ်နေနေတယ်ဒေါ်လာရေးကိုပဲရှေ့ရှုတယ်တကယ်ကိုဒေါ်လာရေးတက်သားကောင်းပါတော့ပြီးတော့ပြည်သူအတွက်တကယ်စက်သားကောင်းတယောက်ဖြစ်တယ်အဲ့တော့ဒါဆရာဘကိုးလို့ပြောလို့ပဲကျွန်တော်ပြည်သူတွေနဲ့ ာဒေါ်လေးတက်ဖွဲ့တွေနဲ့လက်တွဲညီညီနဲ့ရှေ့ဆက်ပြီးတော့တိုက်ပွဲဝင်မယ်ရှေ့ဆက်ပြီးတော့တက်နိုင်တာတွေအကုန်စူးစမ်းကြမယ်နောက်ဆုံးကျွန်တော်တို့အောင်မြင်မှုတွေကိုစီနဲ့ပေါ့နော်လုံးဝဘာတိုင်းမှာအတူတူစုံစည်းကြပါမယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်